ကြနေ့ညထိုင်းနိုင်ငံမှာကျင်းပမယ့် One Friday Fight 130ပြိုင်ပွဲမှာမြန်မာ fighter Sline Tan Khui Shin ဟာအတွေ့အကြုံရှိတဲ့ Thai fighter Sao Chai Noi နဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။ဒီပွဲဟာ Sline Tan Khui Shin ရဲ့ One Champion ရှင်နဲ့ပွဲဥထွက်ပွဲဖြစ်ပေမဲ့ဒုကောင်ပွဲအပြင် Sao Chai Noi လို့ fighter နဲ့ရှင်ပြိုင်သွားရမှာပါ။ Sline Tan Khui Shin ဟာ Sao Chai Noi နဲ့အတန်ဝိတ်မွေထိုင်းအဖြစ်ရှင်ပြိုင်သွားရမှာဖြစ်ပါတယ်။ ထိုင်းဖိုက်တာစောင့်ချိုင်းနိုင်ဟာဝမ်ချမ်ပီယံရှစ်မှာဆယ်ပွဲရှင်ပြိုင်ခဲ့ရမှာတပွဲသာရှုံးခဲ့ပြီး၉ပွဲအနိုင်ရခဲ့တယ်လို့အဲ့ဒီ၉ပွဲကိုလည်းဇတိုင်းအနိုင်ရခဲ့တာပါ။ဒါ့အပြင်စောင့်ချိုင်းနိုင်ရှုံးနေခဲ့တဲ့ပွဲမှာလည်းအလဲထိုးခံရတာမျိုးမဟုတ်ပဲအမှတ်နဲ့ရှုံးနေခဲ့တာကြောင့်ဝမ်မှာပထမဆုံးပွဲကစားရမယ့်စလိုက်ထန်ခွေးရှင်အတွက်ခက်ခဲတဲ့ပွဲဖြစ်လာမှာသိကြပါဗျာ။နောက်ကြနေညဝမ် Friday 5 130မှာနောက်ထပ်မြန်မာပွဲစဉ်တစ်ပွဲလည်းပါဝင်လာခဲ့ပြီးမြန်မာ Fighter ဆွန်ရက်ကထိုင်းနိုင်ငံသားယာမင်နဲ့ရှင်ပြိုင်သွားမှာဖြစ်ပါတယ်။ ဆွန်ရက်ဟာဝမ်ချမ်ပီယံရှစ်နောက်ဆုံးပွဲမှာပြိုင်ဘက်ကိုအမှတ်နဲ့ရှုံးနေခဲ့ပြီးဝမ်ချမ်ပီယံရှစ်မှာစုစုပေါင်း73ပွဲရှင်ပြိုင်ခဲ့ရမှာ9ပွဲနိုင်6ပွဲရှုံးထားပါတယ်။ဆွန်ရက်ရဲ့ပြိုင်ဘက်ရာမင်ကတော့ဝမ်မှာ3ပွဲသာရှင်ပြိုင်ခဲ့ပြီး2ပွဲနိုင်ပြီး2ပွဲရှုံးထားပါတယ်။ရနတဲ့မြန်မာဖိုက်တာစလိုင်းထန်ခွီရှိန်ပါဝင်ရှင်ပြိုင်မဲ့1 Friday Fight 130ပြိုင်ပွဲကြီးကိုတောက်ကြနေည9နာရီချိန်ကစပြီး SkyNet Sport X နဲ့ SkyNet Application တို့ကနေတိုက်ရိုက်ထုတ်လင်းပြသသွားမှာဖြစ်ပါတယ်ရှင်။